လောကမှာတဲ့အကောင်းဆုံးဥစ္စာဆက်ပါလေဒီမေကောင်းမေးတယ်လောကလူတွေကတော့ဘာပြောကြမလဲလို့ဆိုလို့ရှိရင်ကြည့်လေစိတ်ရှင်ယရနာတွေကိုတန်ဖိုးတည်တယ်လို့ဆိုလို့ရှိရင်လောကမှာဘာကောင်းတုံးလို့မေးရင်ဘယ်ဘယ်ပစ္စည်းဥစ္စာအကောင်းဆုံးလို့ဆိုရင်ပြောကြမှာပေါ့စိတ်ကအကောင်းဆုံးလို့ရွှေကအကောင်းဆုံးလို့မပြောကြပဲဘူးလားပရမညာအကောင်းဆုံးလို့ဒီလိုပဲပြောကြမှာပါ လောကလူသားတွေလောကမှာအကောင်းဆုံးပစ္စည်းဥစ္စာဆိုတာဘာလဲသူမေးတယ်မေးကုန်တာဘဝနဲ့တွေးတယ်အများလူတွေကဒီတိုင်းများလူတွေကိုမေးလိုက်မယ်ဆိုရင်အဖြေပြုပြုထွက်မှာဖြေပြုပြုထွက်တိုက်လို့ခြင်းတဲ့လူက တိုက်ပေါ့ရွှေလို့ခြင်းတဲ့လူကရွှေလို့ပြောမှာပဲကားလို့ခြင်းတဲ့လူကကားလို့ပြောမှာပဲဟုတ်ကဲ့လား အခြေတွေမျိုးမျိုးမထွက်နိုင်ဘူးလားထွက်နိုင်တယ်အကောင်းဆုံးပစ္စည်းဥစ္စာဟာဘာလဲလို့ဆိုတော့ရသော်ဖြားဖြေလိုက်တာကလောကလူတွေရဲ့မတွေးမိတဲ့အဖြေမျိုးပဲရသော်ဖြားဘာဖြေတော့ဆိုရင်တရားတရားဟာအကောင်းဆုံးဥစ္စာကဲကြည့်ဒီအဖြေရဲ့လေးနက်မှုကဘယ်လောက်ထိအောင်သွားတော့ဆိုဆိုပါစို့ စိန်ရဲ့တံမိုးကိုကြည့်ရအောင်စိန်ဟာတံမိုးရှိတယ်မှန်တယ်နော်အမတံမတံမိုးရှိတယ်ရွှေဟာလည်းအမတံမတံမိုးရှိတယ်အားလုံးသိကြတယ်ဗရမ ्या တွေလည်းအမတံမတံမိုးရှိတယ်တခြားပစ္စည်းဥစ္စာတွေလည်းတံမိုးရှိတယ်သို့သောအဲ့ဒီတံမိုးဟာတံမိုးရှိတဲ့ယရနာပစ္စည်းတွေဟာရန်သူမျိုး၅ပါးနဲ့ပြတ်နိုင်သလားမပြတ်နိုင်ဘူးလားပြတ်နိုင် အဲ့တော့ဒီဘဝတည်းမဲ့ကိုနဲ့ခွဲသွားတဲ့ပစ္စည်းတွေအများကြီးရှိတယ်။ဆိုအားလုံးစိန်ရှိတဲ့ပုဂ္ဂိုလ်လည်းပဲစိန်လိုချင်တဲ့ပုဂ္ဂိုလ်နဲ့တွေ့ရင်ကိုယ်စီကလူရက်ပြီးယူမသွားဘူးလား။နောက်ဆုံးကိုကနေပြီးတော့ဘဝတစ်ခုဆုံးသက်သွားလို့ရှိရင်လည်းကိုပိုင်တဲ့စိန်မထားခဲ့ရဘူးလား။ထားခဲ့ရတယ်။ဒီပစ္စည်းတွေရဲ့တန်ဖိုးဟာ အချိန်ကာလပိုင်းနဲ့ကြည့်မယ်အတုံးနဲ့ကြည့်မယ်ဆိုရင်အလွန်တူတောင်းတယ်အလွန်လဲအန်တရများတယ်မများဘူးလားတရောင်းသားဓမြတိုက်ခံရတယ်လို့ကြားဘူးပေါ့နော်ပတ်စံရှိတဲ့လူဝင်တိုက်တာမဟုတ်လားအေးပတ်စံရှိလာပြီဆိုလို့ရှိရင်အန်တရကိုဖိတ်ခေါ်နေတာလို့ကြားဒီဥစ္စာချမ်းသာလေးလေးမကြောက်ရဘူးလားကြောက်ရတယ် စ္စည်းဥစ္စာရှိတဲ့ပုဂ္ဂိုလ်ဟာထိုပစ္စည်းဥစ္စာရဲ့အန္တရာယ်ကြောင့်အမတန်မှထိတ်လန့်ကြောင်းရုံပြီးစိုးရိမ်နေချာရဒါလက်တွေ့ပဲဘဝမရှိတောင်းတရှိချောင်းကြလောကရှိတဲ့ပစ္စည်းဥစ္စာတွေကမရှိတဲ့လူကတောင်းတယ်ရှိတဲ့လူကဘာဖြစ်လဲကြောင်းကြတယ်ဆိုတာပူပန်နေရတာကိုပြောတာတော်လေးတစ်ခါခါနဲ့ မိကတ္တာကြီးနဲ့ဟိုအပ်ရလဲစိတ်မချဒီအပ်ထားလဲစိတ်မချနဲ့ဒီလိုဖြစ်မနေဘူးလားအဲ့တော့ဒီပစ္စည်းဥစ္စာကလူကိုအကျိုးပြုနေတာလားလူကိုနှိမ့်ဆက်နေတာလားတကယ်ကနှိမ့်ဆက်နေတာနော်အဲ့တော့နှိမ့်ဆက်နေတဲ့အရာဝတ္ထုတစ်ခုကိုအကောင်းဆုံးပစ္စည်းလို့ဒီလိုနာမည်တက်လို့ဖြစ်ပါ့မလားမဖြစ်ဘူးဒါကြောင့်မို့အကောင်းဆုံးပစ္စည်းလို့မခေါ်နိုင်ဘူး ပစ္စည်းဥစ္စာသည်လူကိုနှိမ့်ဆက်တတ်တယ်ဖြည့်စည်တတ်တယ်ဆိုတာမြတ်စွာဘုရားကိုယ်တိုင်ကိုယ်ကဟောထားတာရှိခဏန္ဒီဘောကထုံမိတာ နောစပါရခဝေတိနောဒီဘဝတည်းမကဘူးဘဝမှာပစ္စည်းဥစ္စာကိုအကြောင်းပြုပြီးတော့ဒီဘဝမှာအလူရဲ့အတိုင်းခိုက်အတပ်ဖြတ်ခံရတဲ့လူတွေရှိတယ်ပစ္စည်းဥစ္စာကြောင့်နောက်ဘဝမှာပြိတ္တာဘဝရောက်သွားတဲ့လူတွေရှိတယ်ငရဲကြသွားတဲ့လူတွေရှိတယ်ပစ္စည်းဥစ္စာကသူ့ကိုဒုက္ခပေးသွား နောက်ကလူတွေကတော့သိတယ်အေးရွှေရင်ငွေတွေချမ်းသာလို့ရှိရင်ဒီပစ္စည်းဥစ္စာတွေကအကုန်လုံးငါ့အတွက်ချမ်းသာဒုက္ခပေးလိုက်မယ်လို့ဒီလိုမထင်ကြဘူးလားသို့တော့ချမ်းသာတင် ပေးတာဟုတ်ကဲ့လားဆင်းရဲဒုက္ခကပုံများတယ်နော်ချမ်းသာတာပေးတာနည်းနည်းလေးရဲ့ဟုတ်လားစိတ်လေးရှိလို့စိတ်လေးဝတ်ပြီးတော့စိတ်တကခလေးပန်ပြီးတော့ခေါင်းလေးရမ်းလိုက်လို့ဝင်းငယ်နဲ့ဝင်းငယ်နဲ့ဘေးကလူကအထင်ကြီးတယ်ဒီရတာလေးတစ်ခုပဲခံလို့ရတယ် ပို့ပြီးတော့ကြောက်နေရတယ်ဟုတ်ကဲ့လားအဲ့ဒါကြောင့်မို့လို့ပစ္စည်းဥစ္စာကပေးတဲ့ချမ်းသာဒုက္ခဆိုတာအမတန်နည်းပြီးအမတန်တူတောင်းတယ်တဲ့ဒါကြောင့်မို့အမျက်ဆုံးဥစ္စာလို့ခေါ်နိုင်ပါမလားမခေါ်နိုင်လို့မြတ်စွာဘုရားအဖြေဒီလောက လူသားတွေရဲ့အဖြေနဲ့ဆန့်ကျင်နေတယ်မြတ်စွာဘုရားကတတိဒဝိတံပုရိသတ္တသစ္ထံအာလောကကြီးကမေးလိုက်တော့မြတ်စွာဘုရားအဖြေတာ လောကမှာလူတွေအခုအကောင်းဆုံးဥစ္စာဆိုတာတရားတရားကိုပြောတာတဲ့ဒါချင်းကောင်းပြီတရားတရားဆိုတာဘာဖြစ်လို့အကောင်းဆုံးဥစ္စာပြောလဲလောကလူတွေဟာတရားတရားမရှိရင်ဒါနကောင်းမှုလုပ်ပါမလားသီလကောစောင့်တည်ပါမလားကမ္မထံဘာဝနာရော အထုတ်ပါမထုတ်ဘူး တတ္ထာလို့ဆိုတဲ့စိတ်ဝင်စားမှုလေးယုံကြည်မှုလေးပေါ်မှာအခြေခံပြီးတော့လူတွေဟာဒါနကောင်းမှု လုပ်တယ်ဒါနကောင်းမှုလုပ်တဲ့ပုဂ္ဂိုလ်ဒီဘဝတန်တရားမှာချမ်းသာဒုက္ခအပြည့်ရကြတာအကြည့်ဟုတ်ကလားလောကမှာတထေးကြီးဖြစ်သွားတဲ့ပုဂ္ဂိုလ်တွေဟာကြည့်ကိုယ်ကကိုယ်လက်ထက်ကိုကြိုးစားလို့စီးစိမ်ဥစ္စာရလာတာမရှိဘူးမဟုတ်ရှိတယ်။ဒါလည်းကံပေးမှခံရတယ် ဘဝမှာအလွန်ချမ်းသာတဲ့မိသားစုအိမ်ကို ရောက်လာဖို့ဆိုတာဘသူကပို့တာကံပို့တာအခုလိုဒါနကောင်းမှုသရတရားရှိခဲ့သည့်အတွက်ကြောင့်သရတရားကပို့လိုက်တယ်လို့ပြောလို့ရဟုတ်ကဲ့လားချမ်းသာတဲ့မိသားစုအိမ်မှာလူလာဖြစ်ဖို့ရာအတွက်သရတရားရှိခဲ့သူကုသိုလ်ကောင်းမှုတွေလုပ်ခဲ့သည့်အတွက်ကြောင့်ဟောသရတရားကပို့လိုက်တာသူ့မှာပိုင်ဆိုင်တာဘာတော့ဆိုရင်တတ်ထာဆိုတဲ့ဥစ္စာပိုင်ဆိုင်တယ် တတ္တာဆိုတဲ့ဥစ္စာပိုင်ဆိုင်လို့ရှိရင်ဇောတိကဆိုတဲ့တထေမျိုးကြီးလည်းဖြစ်တာပဲဇောတိကတထေကြီးဘာကြောင့်တထေဖြစ်တုံးတတ္တာရှိကြလို့ဘုရုံးကဇတိလတထေကဘာကြောင့်တထေဖြစ်တာတုံးတတ္တာရှိကြလို့ဟုတ်ကဲ့တရားကိုအရင်တည်ထားပြီးတော့ကုသိုလ်ကောင်းမှုတွေလုပ်ခဲ့လို့ဇောတိကတို့ဇတိလတို့ပုံနာတို့ဆိုတဲ့တထေးတွေဖြစ်လာရတာတဲ့ပုံနာတို့များဆိုလို့ရှိရင်ကြည့် လူတာကနည်းနည်းရလိုက်တာကအများကြီးထွန်ထားတဲ့မြေကြီးကလေးအကုန်လုံးရွှေဖြစ်သွားဘယ်သူကပေးတာလို့တထာကပေးတယ်ဩတထာကပေးဒါကြောင့်မို့တထာကပေးတဲ့ပစ္စည်းဥစ္စာဆိုလို့ရှိရင်ဖြက်လက်ဖြက်စီးလို့မရဘူးအလွန်ခိုင်မာတယ်တထာကြောင့်ရလာတဲ့ပစ္စည်းတထာရှိနေပြီဆိုလို့ရှိရင်ဘဝတန်တရာခရီးသွားလို့ရှိရင်အမြဲတမ်းပြည့်စုံလုံလောက်နေနိုင်တယ် ဒါကြောင့်မို့တရားဆိုတဲ့ဥစ္စာပါဖို့အရေးကြီးတယ်။ဉာဏ်ရဲ့ဥစ္စာအဓိကမဟုတ်ဘူး။တရားဆိုတဲ့ဥစ္စာကိုတခိုးတည်းများကလည်းလွတ်ယူတိုက်ခဲလို့မရဘူးတဲ့။ဟုတ်ကဲ့လား။တန်တရားခရီးသွားတဲ့အခါမှာတတ္တာလို့ဆိုတဲ့ပစ္စည်းဥစ္စာပါသွားတဲ့ပုဂ္ဂိုလ်တယောက်ဟာလူဖြစ်ရင်လည်းအထက်တန်း၊နတ်ဖြစ်လို့ရှိရင်လည်းအထက်တန်း။ဘယ်နေရာပဲဖြစ်ဖြစ်အထက်တန်းကြကြစီးစိမ်ဥစ္စာပြည့်ပြည့်ဝဝနဲ့ဖြစ်တယ်။ ဒါကြောင့်မို့လို့တဏ္ဍာဆိုတဲ့ဥစ္စာရှိရင်ခုနကစိတ်ရှိဖို့လေဟုတ်လားမခဲရင်တော့ဘူးရွှေရှိဖို့လည်းမခဲရင်တော့ဘူးတိုက်ရှိဖို့လည်းမခဲရင်တော့ဘူးကားရှိဖို့လည်းမခဲရင်တော့ဘူးဒါကြောင့်မို့ပြောတာအဓိက အကြောင်းကိုမြတ်စွာဘုရားကဖြေတာတတ္ထိတဝိတံပုရိသတ္တတိဋ္ဌံတဏ္ဍာဆိုတာတကယ်ဥစ္စာဟုတ်ကဲ့ လောကမှာရသည်ပြတန်တရားမှာမြတ်လူသမိုင်းမှာချမ်းသာခဲ့တဲ့လူတွေမှန်သမျှတရားတရားအရင်ခံထားတဲ့ကံအကျိုးပေးလို့ချမ်းသာကြတာကြီးပဲကံမကောင်းအကြောင်းမလှပြီဆိုလို့ရှိရင်ဘာလို့လို့ပျက်စီးတတ်တယ်ကံရှိတဲ့ပုဂ္ဂိုလ်မှာအောင်မြင်တယ်ဖြစ်ထွန်းတယ်လောကလူတိုင်းလူတိုင်းကြိုးစားကြတာပဲလူတိုင်းလူတိုင်းရောစီးပွားဖြစ်ခဲ့လားဖြစ်ဘူး မဖြစ်တာဘာလို့ဆိုရင်ဒီအခြေခံကွဲလွဲချက်ကလေးတွေရှိနေသေးတယ်။အဲ့ဒီကွဲလွဲချက်ကြောင့်မို့လို့ဒါကိုရည်ညွှန်းပြီးတော့မြတ်စွာဘုရားကတတ္ထိတာဝိတံတရာတရားဟာတကယ်အကောင်းဆုံးသောဥစ္စာတစ်ခုပါ။အဲ့တော့ဘုန်းကြီးတို့တရားချင်းကျင်သူတော်စင်ပြိဿတို့ဘဝအရေးပဲစိတ်အေးဖို့ရအတွက်ဘာပစ္စည်းစုတရားဆိုတဲ့ပစ္စည်းကိုစုပါ။ဒါဖြင့်တရားဆိုတာဘယ်လိုဟာခေါ်တာလဲလို့ဆိုရင် ကုသိုလ်ကောင်းမှုလုပ်ဖို့ရစိတ်ဝင်စားနေတာသရာယုံကြည်တာတတ်တတ်မဟုတ်ဘူးဖရာတရားတန်ခါယုံကြည်တယ်ကောင်းတာလုပ်ရင်ကောင်းတာဖြစ်တယ်လို့လက်ခံတယ်အဲ့ဒီလက်ခံပြီးတော့ကုသိုလ်ကောင်းမှုလုပ်ဖို့စိတ်ဝင်စားနေတာကိုတတ်တာလို့ခေါ်တယ်ဟုတ်ကဲ့